အဝေးပိုင်းပိုင်ရှင်နဲ့ပိုင်ဆိုင်သူဆိုတာအတိတ်ပဲမတူပါဘူးဥပမာရာပြင်မှာနှင်းစီပန်းကင်းကြီးတစ်ခုရှိတယ်နှင်းစီကင်းပိုင်ရှင်က ဥပတုတ်တဲ့ပြောချင်တာကအဲ့ဒီနှင်းစီကင်းကြီးကိုကျွန်တော်ပိုင်တယ်ရနဲ့ရှူကျင်တဲ့အခါနှင်းစီကင်းကြီးရှိရာသွားတယ်တိတ်လှတဲ့နှင်းစီဆိုတာဘယ်အပင်မှာ ပွင့်ပွင့်မြင်နေခွင့်ရှိရင်လှတယ် ိုလက်ထဲစွတ်ချူထားရင် ကိုပိုင်နေဆိုပေမဲ့အဲ့ဒီနှင်းစီဟာ48နာရီတက်ပို့ခန့်မှာလာအပင်ပေါ်မှာပွင့်နေရင်လဲ48နာရီကျော်လှနေမှာပဲနောက်ဆုံးတော့ပျောက်ွယ်သွားမယ်အလှတရားချင်းအတူတူကိုလက်ထဲပိုင်မှုစူးစားနေရင်ပင်မန်းပါလေအပင်ပေါ်ပွင့်နေလဲကိုပိုင်တာပဲဒါကိုအဝေးပိုင်လို့နာမည်ပေးထားတယ် ပိုင်ရှင်ဥပတုဟာဒီနှီးစီခင်းကို မြေစွာပေါင်းတင်ရမယ်သူတပားခိုးယူမှာကိုကာကွယ်ရမယ်ပိုထိုးမှာပူပန်ရအပွင့်မလှမှာပူရနေဥပတုဟာပိုင်ရှင်ဆိုတဲ့ခေါင်းစဉ်အောက်မှာပူလောင်လုံးပါတယ်ပိုင်ဆိုင်သူဖြစ်တဲ့ကျွန်တော်ဟာဒီနှီးစီခင်းကပေးတဲ့ဒုက္ခတစ်ခုမှမခံစားရဘူးဒီနှင်းစီခင်းအတွက်တော့ကမရောက်ရဘူး ယနေ့နဲ့အလှကိုပိုင်ခွင့်ရတယ်။အချိန်တန်ရင်ညှိုးနွမ်းမဲ့အတူတူ အဝေးပိုင်ပိုင်ဆိုင်သူမှာအေးချမ်းငယ်တယ်။ညီမလေးကိုကိုချစ်တယ်ဆိုတာလည်းဒီလိုပဲ။ညီမလေးချစ်သူဟာညီမလေးရဲ့ပိုင်ရှင်ဖြစ်တယ်။ကိုကအဝေးပိုင်ဖြစ်မယ်။ညီမလေးနဲ့ပတ်သက်တဲ့ဒုက္ခမှန်သမျှညီမလေးချစ်သူခံပါလိမ့်မယ်။ညီမလေးဘာလုပ်နေလဲ။ဘသူနဲ့ဘဲသွားနေလဲ။ ကိုစိတ်ပူစရာမလိုဘူးညီမလေး ချစ်သူစိတ်ပူလိမ့်မယ်ညီမလေးဖုံးမအားရင်ကိုသွင်းတိုးစရာမရှိဘူးညီမလေး ချစ်သူသွင်းတိုးလိမ့်မယ်ကိုလက်ထဲဖြစ်ဖြစ် သူ့လက်ထဲဖြစ်ဖြစ်ညီမလေးဟာ အနှစ်80တန်းပိုအသက်ရှိမှလာ နောက်ဆုံးတော့ပျောက်ွယ်သွားမယ်အလှတရားချင်းအတူတူ ကိုလက်ထဲပိုင်မှုစူးစမ်းနေရင်ပင်မန်းပါတယ် ပိုင်ဆိုင်သူဖြစ်တဲ့ကိုဟာညီမလေးရဲ့ရင်နဲ့နဲ့အလှကိုပိုင်ခွင့်ရတယ်။အရန်လွှမ်းရင်အကောင့်တုနဲ့ဝင်ကြည့်မယ်။တတိယရင် ဖုန်းနံပါတ်အစ်စ်နဲ့ဖုန်းခေါ်မယ်။အဝေးပိုင်ပိုင်ဆိုင်သူကိုမှအေးချမ်းငယ်တယ်။တစ်ပင်တောတောင် မြစ်ချောင်းပင်လယ်ပိုင်ရှင်ဖြစ်တဲ့အစိုးရမှာဥပဒေတွေထုတ်ရဝန်ထမ်းတွေနဲ့စောင့်ရှောက်ရ မြေပုံတွေဆွဲရတရင်ထုတ်ပြန်ရ တော်တော်ပင်ပန်းပါလေအဝေးပိုင်ပိုင်ဆိုင်သူကို့မှာဖြာလေးတစ်ချက်နဲ့တောကိုအပိုင်ရခဲ့တယ်။လှင်ငယ်လေးတစ်စင်းနဲ့မြစ်ကိုအပိုင်ရခဲ့တယ်။ဘောကွင်းလေးတစ်ခုနဲ့ပင်လေကိုအပိုင်ရခဲ့တယ်။ကဲဘလောက်ပေါ်ပါခဲ့တလဲ။ကို့အပိုင်ရတော့ရော အမဲအချိန်မှမပေးနိုင်တာ။အချိန်ပေးနိုင်တဲ့ခဏပြေးသွားပြီးအပိုင်သိမ့်လိုက် အခြားလှုပ်ရှားရှိတဲ့အချိန်ခဏမေ့ထားလိုက်ပန်းမွင်လေးမှစဆက်ကြဝလာထိကိုပိုင်နေလာမင်းကြီးကစသပင်ကလစ်ကလေးထိကိုပိုင်နေကဲဘလောက်ပျော်ရွှင်ရသလဲညီမလေးကိုကိုချစ်တယ်ဆိုတာလဲဒီလိုပဲဘာမှမမြဲတဲ့လောကမှာညီမလေးဟာအလှဆုံးသင်္ခါရဖြစ်မယ်အဲ့ဒီသင်္ခါရလေးကိုအဝေးပိုင်းအဖြစ်နဲ့ဟုတ်တယ် 日妈离我过八日嘞，三脚蛇回。